မင်္ဂလာပါမြမစာပေပရိသတ်ကြီးခင်ဗျာဒီတစ်ခါမြမစာပေ page ကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဂျာနယ်ကျော်မမလေးနဲ့ feminism အသံဆိုတဲ့ခေါင်းစဉ်လေးနဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လိန်ခွဲခြားဆက်ဆံခြင်းနဲ့အမျိုးသားအမျိုးသမီးခွဲခြားတတ်မှတ်ခြင်းတွေဟာလည်းယောက်ျားတို့ကိုအကျိုးရုပ်စေနိုင်တဲ့ဆိုတဲ့အဆိုပြုချက်နဲ့1848ခုနှစ်လောက်ကစပြီးတော့အမျိုးသမီးဝါဒ feminism ဟာ အနောက်နိုင်ငံတွေကနေတဆင့်တစတစကျေပြန့်လာခဲ့တာပါဒါဆိုရင်အမျိုးသမီးဝါရဆိုတာနဲ့အနောက်လက္ခဏာမြင်တဲ့ကန့်သက်ချက်တွေကိုရင်ဆိုင်နေရတဲ့မြမလူအဖွဲ့အစည်းမှာကောအမျိုးသမီးတွေကရပိုင်ခွင့်တွေကိုပေါ်ထုတ်လာနိုင်နေပြီလားလို့နေစရာရှိပါတယ်မြန်မာနိုင်ငံမှာ feminism အမျိုးသမီးဝါဒဆိုတာကိုလက်ခံလေ့လာတာကတော့20ရာစုနှောင်းပိုင်း 1980 2009ခုနှစ်ကနေစတင်တယ်လို့သုံးသပ်လို့ရနိုင်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုအရင်းမြစ်တွေကတော့အဲ့ဒီထက်အရင်ရှေးခေတ်အခါတည်းကရှိနေပြီသားဖြစ်ပါတယ်။ဗိုလ်ကလေးမျိုးဒုဗမာအစီယုံဝင်တက်ခေတ်အမျိုးသမီးဥက္ကဋ္ဌအဖြစ်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုမှာဥဆောင်ခဲ့ပြီးတော့သူမရဲ့စာပေတွေထဲမှာခေတ်အဆက်ဆက်ကဖီအားတွေ ရင်ကျေးမှုကန့်သက်ချက်တွေကိုတိုက်ဖြတ်ခဲ့တဲ့စာရေးဆရာမကြီးဂျာနယ်ကျော်မမလေးကိုပဲဗဒနာထားပြီး ကြီးကြပါအောင်စို့အမျိုးသမီးဝါဒဆိုတဲ့သဘောတရားကတော့ဧကံအမှန်တော့သူမနေထိုင်ခဲ့တဲ့ခင်မှာတိတိကျကျမဖော်ပြနိုင်ခဲ့သေးပါဘူးဒါပေမဲ့သူမရဲ့အတွေ့အမြင်တွေဇက်ကောင်နဲ့ဇက်ခွက်ဖန်တီးပုံတွေမှာအမျိုးသမီးတွေရဲ့ရှူးထောင့်ခံစားချက်တွေ အမျိုးသမီးခွင့်ရေးတွေပေါ်သဘောတူညီမှုရှိတယ်သဘောတရားလေးတွေခက်လက်လက်ကလေးမြင်တွေ့ခဲ့ရပါတယ်တစ်ချိန်မှာတော့ဂျာနေကျော်မမလေးဟာမဝါဒီစာရေးဆရာမတယောက်လားလို့မိခန့်ခဲ့ရပူပါတယ်အဲ့ဒီတော့နယ်သာလန်ကနိုင်ငံတကာလူမှုရေးဆိုင်ရာလေ့လာရေးဌာနမှာဂျန်နာနဲ့လူအခွင့်အရေးဘာဟာပွဲကိုတင်ယူခဲ့တဲ့မတ်အေးလက်ထွန်ကအခုလိုပြောပြပေးခဲ့ပါတယ် အလွာမျိုးစုံကအမျိုးသမီးတွေရဲ့ဘဝနဲ့ခံစားချက်ကိုကလောင်သွားနဲ့လုံးစိပတ်စိချိန်မုံနိုင်လို့ဒေါ်မမလေးရဲ့ကလောင်ဟာအမျိုးသမီးတို့ကိုကိုစားပြုနိုင်တဲ့အတန်းလို့မှတ်ယူနိုင်ပါတယ်။ဒါ့ပြင်အမျိုးသမီးအရေးကိစ္စကိုစိတ်ဝင်စားသူတိုင်းမဝါဒလက်ခံသူဖြစ်နိုင်တယ်လို့ရှေးယိုးဆွဲအစဉ်လာကိုယုံကြည်လက်ခံတဲ့မဝါဒအရင်းရှင်ဖိနှိပ်မှုကိုတွန်းလှန်တဲ့မဝါဒအမျိုးသားကို မတရားတဲ့လူပေါင်းစနစ်လက်တည်အဖြစ်မှတ်ယူက၎င်းတို့ကြီးစိုးမှုကိုအမြင့်ပြတ်ချိန်မုံလိုတဲ့မဝါဒလွတ်လပ်ပြီးဒန်းလူညီများခွင့်ကိုတောင်းဆိုတဲ့မဝါဒစသဖြင့်မျိုးစုံရှိခဲ့ပါတယ်။ဒါကြောင့်အမျိုးသမီးတိုင်းဟာမဝါဒီတစ်မျိုးမဟုတ်တစ်မျိုးတည်းမှပါဝင်နေပြီးတော့အကျုံးဝင်နိုင်တဲ့အတွက်ဂျာနယ်ကျော်မမလေးဟာလည်းမဝါဒီတူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ရည်ရည်ချက်တွေက လွတ်လပ်မှုတရားမျှတမှုနဲ့အစဉ်အလာထမ်းပိုးဆင့်လိုက်တဲ့အမျိုးသမီးတဦးရဲ့ဝတ္တရားတို့အကြားမှာပိတ်မိနေခဲ့ပါတယ်လို့ရှင်းပြခဲ့ပါတယ်။ဂျာနယ်ကျော်မမလေးရဲ့စာပေခီးစာဟာအမျိုးသမီးတဦးစက်တောင်ရိုက်ခြင်းအမျိုးသားများနဲ့ရင်းရင်းနှီးနှီးသွားလာခြင်းများအပေါ်ပြင်းပြင်းကပ်ပြီးပို့ခဲ့သောပစ္စာကို တုံ့ပြန်စာရေးရာကစတင်ခဲ့ပါတော့တယ်။ဒေါ်မမလေးရဲ့ ူလူလူ မုံ၍မခုမူနဲ့သွေ စားတဲ့ဝိထုတွေဟာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကို စိတ်ရှည်လက်ရှည်နဲ့တီကုံးပြခဲ့တာပါမမလေးရဲ့ဇက်ကောင်တွေဟာချစ်ချင်းမြတ်တာကြာကူလူရှက်တယ်မူမိသားစုအချင်းချင်းဆက်ဆံရေးအမျိုးသမီးတယောက်ရဲ့တာဝန်နဲ့လွတ်လပ်မှုကြမှာလိုက်လျောညီညီပြုပြင်နေထိုင်ခဲ့ကြပါတယ်မမလေးဟာ အမျိုးသမီးတိုင်းဖြစ်တဲ့နယ်ဆိုတဲ့ဇယိုက်လက္ခဏာတွေဟန်ပန်အမူအရာတွေအားလုံးကိုချိုးဖျက်ခဲ့ပြီးတော့လွတ်လပ်စွာပြန်တန်းနေတဲ့ဇက်ကောင်တွေကိုဖန်တီးပြနိုင်ခဲ့ပါတယ်။မိမများသည်အရှက်နဲ့လူလုံးကြသူများဖြစ်၍ဇက်ရဲရင်ရမည်ဟူသောယောက်ျားတို့၏ခွန်အားတွင်မိမတွေအနာတကမအရှုံးပေးကြရသည်။သို့သောမိမတိုင်းမျက်စိမိတ်ကြမည်မဟုတ်ဟုဆိုပြီး ဆီယမားရဲ့စိတ်အေးသားမှာလစ်ဟပြခဲ့ပါတယ်။လိန်ပိုင်းဆိုင်ရာနိုင်ထက်စီးနှင်းပြုခံရတဲ့မဆောလင်းရဲ့ရေဝန်းမှုဟာအမျိုးသားတို့ပြုသည်မလူရပါမယ်ဆိုတဲ့အယိုးဆွဲအမြင်ကိုပြောင်းဖို့ခေါ်အားတစ်ခုပါပဲ။ဒါပေမဲ့လည်းမြို့သမီးကြီးမှာအစင်လာကိုမတော်လန့်နိုင်တဲ့တနည်းအားဖြင့်နာဂန်နဲ့အယူဆွဲတွေကိုလည်းဂျာနယ်ကျော်မမလေးမှတွေးရပါတယ်လို့မအီးလက်ထွန်ကဆိုထားပါသေးတယ်။ သူမရဲ့ပျောက်သွားတဲ့စာမူမိမဝတ္ထုမှာအမိဝမ်းကကျုပ်ကလေးကအမျိုးသမီးများကြုံတွေ့ခံစားရသည့်များကိုရေးသားတယ်ဆိုပေမဲ့မိမဖြစ်လျက်မိမပီတာပုံရာအဓိကအချက်ထားသည်လို့ဖွင့်ရထားတာကိုလည်းတွေ့မြင်ဖတ်ရှုရခဲ့ပါတယ်။ဒါကြောင့်အမျိုးသမီးခွင့်ရင်းနဲ့ပတ်သက်ရင်ဒေါ်မမလေးဟာပွင့်လင်းလွတ်လပ်တာကို လက်ခံပေမဲ့သူ့အမြင်တစ်ပိုင်းတစားက ရိုးရအစင်လာကိုလည်းပြန်အခြေခံနေတယ်လို့မှန်းဆရပါတယ်။ဂျာနယ်ကျော်ဦးချစ်မောင်နဲ့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းသူစွန့်လွတ်အနစ်နာခံမှုဟာပိုပြီးတော့တိတာထင်ရှားလာခဲ့ပါတယ်။ဒါပေမဲ့မေတ္တာတသက်ကိုအခြေခံတဲ့ရွေးချယ်မှုဖြစ်ပြီး ပါရမီဖြည့်ဖက်ဆိုတဲ့ခေါင်းစဉ်ကပြီးတဲ့ဇနီးကောင်းယာတုတမတ်ချက်ကိုမမောတာကြောင့်မဟုတ်ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒေါ်မမလေးဟာ ခင်မွန်းကွယ်လွန်ပြီးတဲ့နောက်ပိုင်းလူမှုရေးစာပေရေးနဲ့မိသားစုကိစ္စတွေမှာထိမ့်သိမ်းမြူသိမ်းရတာတွေကဝတ္တရားအရရွေးချယ်ရခြင်းဘလွန်ဆန်နိုင်ခြင်းလှုပ်ဆောင်ရခြင်းတွေဖြစ်လို့လုံးဝပွင့်လင်းလွတ်လပ်ခြင်းလမ်းကြောင်းကိုဥမတီခဲ့ပင်နဲ့ထုံတန်းအစဉ်လာကိုအလွန်ကျူးတွေ့ဖယ်ခြင်းမရှိတဲ့တိုးတက်ရေးအယူဆရှိခဲ့ပါတယ်လို့မအေးလက်ထုံးကဆိုထားပါတယ် ။ဒါပေမဲ့လည်းဒေါ်မမလေးရဲ့စာပေတွေဟာခြုံထွက်ထက်မြက်သောအမျိုးသမီးဇက်ကောင်များအမှန်တရားကို မျက်နှချင်းဆန်ပြီးရဲခွန်စွာဖော်ပြနိုင်ခြင်းနဲ့ယဉ်ကျေးမှုအစဉ်လာနဲ့ခွဲခြားပိတ်ပင်မှုတွေကိုမလိုအပ်ဘဲရင်းစာရေးသားနိုင်ခြင်းတွေဟာသူခေတ္တအခါမှာတော့မြမအမျိုးသမီးတွေအတွက်မျှော်မှန်းရည်ရွယ်ရာတုပ္ပစရာတစ်ခုဖြစ်တည်တည်တတ်တတ်ကြံရှိနေကြတာပဲဖြစ်ပါတယ်။မိတို့ပင်ဆိုစေကမူ ေါ်မမလေးဟာသူမဖန်တီးရေးသားခဲ့တဲ့စာပေတွေနဲ့မြမအမျိုးသမီးအရေးကိုပထမအဦးဆုံးကြိမ်အောင်မြင်စွာဟဲ့ဟော်ပြနိုင်သူတူလဲဖြစ်ခဲ့ပါတယ်ခင်ဗျာ။နောက်များမှာလဲစောင်းပါတူလေးတွေဝိထုတူလေးတွေပညာပေးဇလန်းတူလေးတွေကိုအမြဲတမ်းနားဆင်ကြည့်ရှုနိုင်ဖို့မြမစာပေ YouTube Channel နဲ့ Facebook Page ကို Subscribe Follow လုပ်ထားကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။